ဟယ်လိုအားလုံးပဲမင်္ဂလာပါယွန်းဒီနေ့ဆာကူရာစကူးထဲမှာဟွန်းကရင်ပြည်နယ်မှာရှိရပေါ့နော်ကြောက်ကလပ်ဖရာကိုတွားရပါမယ်ဆိုတော့တွားရအောင် let's go ဟိုတဲ့ဟိုတဲ့နေ့တော့ကြာတော့အင်းလေးတွားပြခဲ့ရပေါ့နော်ဒီနေ့ကတော့ကြောက်ကလပ်ဖရာကိုတွားပါမယ်ဆွဲကပင်နဲ့ကြောက်ကလပ်စီဒီတော့ပေါ့နော်ဒီမှာအင်းအဲ့ညီအောင်တော့ရောက်နေပါပြီဟုတ်တယ်ကွမိုက်တယ်သူပြောတဲ့အတိုင်းပဲကြောက်ကလပ်ဖရာရဲ့တကယ်တကယ်ဟုတ် တူတူပဲပေါ့နော်ရုံးတို့တရားအဆုံးအရင်ဆုံးဂျပန်နဲ့သွားရ what တရားအဆုံးကအဝေးပဲကွာတိလားမိုက်ရေဟုတ်တယ်ဟုတ်တယ်သူဆောက်လာတဲ့တပုံစံလေးပဲတိလားအပြင်ပါလိအပြင်ပါလဲအဲ့လိုပဲချောကလက်စီတော့တို့ရဲမိုက်ရေကွာတက်ပေလိုက်ရသူဆောက်ထားတာဩ ဒါဆွဲကပင်တောင်ဆွဲကပင်တောင်အောင်မှပဲလာမယ်အဲ့ဒီချောကလက်စီကြီးကိုအရင်သွားကြည့်အောင်โอเคချောကလက်စီဒီနဲ့ဆွဲကပင်တောင်ဆိုတော့အရင်သွားကြည့်ကြမယ်နော်ရုံးတို့ဖရားကိုအဲ့ဒီဖရားမှဆိုလို့ရှင်ငားတွေအများကြီးရှိတယ်ငားအကြီးကြီးပဲနှစ်ချုံငားတွေအများကြီးရှိတယ်ဗောနော်မိုက်တယ်ရုံးနှစ်ခါသုံးခါလောက်တော့ရောက်ဘူးရဲ့အဲ့ဒီနေရာကိုလေ ိမနိုင်ငံမှာညောနှစ်ခါသုံးခါတော့ရောက်ပြီအခုတော့လည်းမရောက်ပြီတော့ပါ Okay ကျွန်တော်ဖះရတော့သွားကြည့်အောင်ကြောက်ကြလားဖះဟုတ်တယ်ကွာသူဆောက်လာတာတပုံစံနဲ့ပဲအဲ့နာမှာနားတဲ့နေရာလေးရှိရောဗောနောဒီဘရိုတော်တော်တော်တယ်တိလာသူဖះရီဖះရီတဲတာလေမိုက်လေသူဆောက်လာတဲ့ပုံစံကြီးကတကယ်သူရယ်ပေါ့နော်သူ့လိုမျိုးမဆောက်တော့โอเคကျွန်တော် ညောင်ဖို့အပေါ်တက်မယ်လေကကြည့်အောင်ဂျပန်နဲ့ပဲသွားရအောင်အပြင်မှာတော့အဲ့ဘော်ကိုတက်မယ်လေကရှိရဲကွာအဲ့လေကအမြင့်ရွယ်အဲ့နေရာလीညောင်အဲ့လိုလေ အမြင့်ကြောက်တော့မတက်ရင်ဟွန်းတကယ်တက်ပဲရကွာဒီလားဒီဘာလို့ကြည့်ကြည့်သူဆောက်ထားတာတကယ်အသေးစားပဲเนาะသူဆောက်ထားတဲ့ဖရာသူတည်ရလीအဲ့ တိတိကျကျဘယ်လိုပြောရမလဲသူဆောက်လာတာတော်တော်တက်ပယ်တယ်လို့ပြောရမယ်တော်တော်တော်တယ်ဒီမှာသူ့လိုမျိုးမဆောက်တော့သူတော်တော်တော်ပါတယ်ဆောက်လာလားရောရဲလာလဲကြည်ပါကြည်ဖေယောင်းโอเคဖေယောင်းကိုလာပြီးပြီဆိုတော့อืมဆွေကပင်တောင်သွားတတ်ပါမယ်ဆွေကပင်တောင်ပင်သားမှလည်းမသိခုနကတွေ့ခဲ့တာပဲ ဆွေးကပြင်းတာနည်းနည်းဝေးသေးတယ်။ Okay ။ဒါသူအင်းလေးဆောက်တော့ရောလို့ဆက်ထားတဲ့တရားနဲ့သူရဲ့ Okay ပါရအောင်။ဆွေကပင်တောင်လေးရေးထားရဲပေါ့နော်ဆွေကပင်တောင်တော့တဲ့ဆွေကပင်တောင်တော့မကျူဆိုပါအကြီးရဲ့โอเคပါဆွေကပင်တောင်ဒါတွေကအဲ့လိုမျိုးပဲနားတဲ့နေရာလေးပေါ့နော် အဲ့မှာဆိုင်ကြီးအများကြီးရှိတယ်။စားတော့ဆိုင်ကြီးပေါ့လေ။ Okay. စွဲကပင်စွဲကပင်စန်တော်ရှင်စီကြီးတော့တဲ့အပေါ်တက်ကြည့်အောင်။မြင်တော့မြင်တယ်တောင်ကြီးอ่ะ။အမြင်ပဲ။ Okay. ကျပနဲ့ပဲသွားရအောင်ဒီတိုင်းသွားရင်အကြာကြီးပဲ။โอเคตั้วมั้ย အာဟိုးပုံမှာတော့ဇွဲကပင်ဖရားကိုတွေ့နေရပြီပေါ့နော်တောင်လေးရစိမ့်ဆူနာပဲလာလိုက်ဒီမှာလည်းထိုင်ပြီးတော့နားလို့ရတယ်ပေါ့နော်။ Okay ။အော်ဟာဒီမှာရောဇဲကပင်ဖျားဖို့တော့ရောက်နေပါပြီ။ခေါင်းလောင်းတီးခြင်းခေါင်းလောင်းလေးပါးချိုးလို့ရတယ်ပြီးတော့ဒီမှာဖျားရှိခိုးလို့ရတယ်။ဖျားလေးပါးရှိခိုးလို့ရတယ်ပေါ့နော်။ တောင်ပေါ်ကနေလမ်းကြီးရင်အောက်မှာမိုက်နေတာပဲလာတယ်ရှုပ်ရင်းလေးอืมခေါင်းလောင်ထိုးတဲ့နေရာလေးဒီကလည်းလာလေကြီးကြပါတော့ဒီဖရားလေးကရင်ပြည်နယ်မှာရှိပါတယ်လာလေကြီးကြပါမရဲ့တော့အောက်မှာလှနေရတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြအားလုံးကျေးဇူးတင်ပါတယ်။ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ယောက um sakura school ရဲ့မှာကျောက်ကလပ်ဖရားနဲ့ဇက်ကပင်တောင်းတဲ့ကိုတက်ပြခဲ့တာပဲဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဘယ်ဖရားတွေသွားစီရှင်လဲဆိုတော့အမှန်ငယ်ပြီးပါနိုင်ငံတွေလည်းရှိသေးရင်သွားပြပါမယ်ပြီးတော့ဒီဗီဒီယိုထဲမှာ Sakura School ထဲမှာ Sakura School နဲ့ပတ်သက်တာတွေပေါ့နော်သိချင်တာလေးရှိလို့ရှင်မေးခဲ့ပါ။အော် Sakura School ထဲမှာအဲ့လိုမျိုးထမိန်နေပါလေလုံနေပါညာအဲ့လိုမျိုးသိသိချင်တာရှိလို့ရှင် Sakura နဲ့ပတ်သက်ပြီးတော့ပေါ့နော်မေးခဲ့ပါ။ပြီးတော့အကုန်လုံးကို video ဒီပုံနဲ့ reply ပြန်ပေးမယ်ပေါ့နော်ဆိုတော့အားလုံးပဲ bye bye